ယနေ့ဂျွန်လ29ရက်နေ့မြန်မာစံတော်ချိန်၄နာရီအချိန်မှာဆိုရင်တော့အာရှဘလားခြေစစ်ပွဲအဖွင့်ပွဲစဉ်အဖြစ်မြန်မာအမျိုးသမီးဘောလုံးအသင်းနဲ့အတာမင်နစ္စတာအမျိုးသမီးဘောလုံးအသင်းတို့ရှင်ပြိုင်ကစားခဲ့ကြပါတယ်။ပွဲစရဲ့ဇူကလေးကမြန်မာအမျိုးသမီးလေးဝေးစဉ်အသင်းအနေနဲ့တာမင်နစ္စတာအမျိုးသမီးလေးဝေးစဉ်အသင်းကိုတွန်းတိုက်တိုက်နဲ့တဖျားပေးကစားနိုင်ခဲ့ပါတယ်။ပွဲကစားချိန်10မိနစ်ရောက်မှာတော့မြန်မာအသင်းအဖွင့်ဦးဆောင်ဂိုးတစ်ခုရခဲ့ပြီးအဲ့ဒီဂိုးကိုတော့ဝင်းဝင်းကသွင်းယူသွားခဲ့ပါတယ်။ ပွဲကစားချိန်17မိနစ်မှာမြန်မာအသင်းထပ်မံအခွင့်အရေးရခဲ့ပေမဲ့အခွင့်အရေးကိုသုံးချနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ပွဲချိန်73မိနစ်ရောက်မှာတော့တာမင်နစ်စတန်အသင်းတို့ပင်နယ်တီပြစ်ဒဏ်ပေါ်ရရှိခဲ့ပါတယ်။ရရှိလာတဲ့ပင်နယ်တီပြစ်ဒဏ်ပေါ်ကိုတာမင်နစ်စတန်အသင်းကန်ထုတ်ခဲ့ပေမဲ့မြန်မာအသင်းကိုသမားလက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ပွဲကစားချိန်28မိနစ်မှာတော့တာမင်နစ်စတန်အသင်းကိုသမားရဲ့အမအနေတဆင့်ရရှိလာတဲ့အခွင့်အရေးကိုဝင်းဝင်းကထပ်မံသွင်းယူခဲ့ပါတယ်။ပွဲကစားချိန်မိနစ်32မိနစ်ရောက်မှာတော့မြန်မာအသင်းခေါင်းဆောင်ဝင်းသိမ်ဤထွန်းအခွင့်အရေးရခဲ့ပေမဲ့အသုံးချနိုင်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။ ဝယ်ကစားချိန်38မိနစ်ရောက်မှာတော့မြန်မာအသင်းတို့တတိယမြောက်ဦးဆောင်ဂိုးရခဲ့ပြီးဒီဂိုးကိုဝင်ဝင်ရပဲထပ်မံသွင်းယူသွားခဲ့တာကြောင့်သူ့ dread hatrick ကိုပါတစ်ခါတည်းရယူနိုင်ခဲ့ပါတယ်။ဝယ်ကစားချိန်45မိနစ်ရောက်မှာတော့မြန်မာအသင်းကစားသမားခင်မိုမိုထွန်းကနောက်ခံလူတွေကြားကပြေးထွက်သွားခဲ့ပြီးလှလပပသွင်းကိုတကိုထပ်မံသွင်းယူခဲ့ပါတယ်။အဲ့လိုနဲ့ပထမပိုင်းပြီးဆုံးချိန်မှာတော့မြန်မာအသင်းကတာမင်နစ်စတန်အသင်းကို၄ဂိုးဂိုးမရှိသေးတဲ့ရလနဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဝယ်ကစားချိန်48မိနစ်ရောက်မှာတော့မြန်မာအသင်းရဲ့ပြစ်စမမြောက်ဦးဆောင်ဂိုးအဖြစ်စမ်းတော်တော်ကခေါင်းတိုက်ပြီးထပ်မံသွင်းယူခဲ့ပါတယ်။ ဝေကစားချင်း52မိနစ်ရောက်မှာတော့မေထက်လူကအဝေးကန်ချက်နဲ့သွင်းကိုတကိုလှလာပပထပ်မှန်သွင်းယူသွားခဲ့ပြီးမြန်မာအသင်းတို့6-6မရှိဆိုတဲ့ရလဒ်နဲ့ဥဆောင်နိုင်ခဲ့ပါတယ်။ဝေကစားချင်း85မိနစ်ရောက်မှာတော့ရရှိလာတဲ့တောင်းကန်ဘောကနေတဆင်ခင်မမိုထွန်းကနောက်ထပ်သွင်းကိုတကိုထပ်မှန်သွင်းယူခဲ့ပါတယ်။ဝေကစားချင်း92မိနစ်ရောက်မှာတော့ရရှိလာတဲ့တောင်းကန်ဘောကနေတဆင်ရွှေဤထွန်းကနောက်ထပ်သွင်းကိုတကိုထပ်မှန်သွင်းယူခဲ့တာကြောင့်ပွဲပြီးဆုံးချိန်မှာတော့မြန်မာအသင်းအနေနဲ့တာမင်နစ်စတန်အသင်းကို6-6မရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ အခုလိုဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုကြည့်ရှုချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ Twitter အကြည့်နေတဲ့ brother အနေနဲ့လည်းအပေါင်းလေးကိုနှိပ်ပြီးအားပေးခဲ့လို့ရပါရဲ့ဗျ။အားလုံးပဲတာယာချမ်းမြေတော်နေလေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျ။